ဟယ်လိုချစ်ရတဲ့ BB မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့အားလုံးကိုနှွေးထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့ရဲ့နေ့လယ်ပိုင်းနဲ့မနက်ပိုင်းပေါင်းထားတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်။ Okay အခုမနက်ပိုင်းမှာတော့သတင်းလေးတွေနည်းနည်းကျဲတာနဲ့ကျွန်တော်နေ့လယ်ပိုင်းမှာပဲပေါင်းပြီးတင်ဆက်ပေးတာဖြစ်ပါတယ်နော်။အဲ့တော့တချို့မနက်ပိုင်းတွေမှာဒီဒီဇင်ဘာလအတွင်းပေါ့နော်။မနက်ပိုင်းတွေမှာ10နာရီလောက်ထိမှဗီဒီယို မတင်ခဲ့ဘူးဆိုရင်တော့ဒါနေ့လယ်ပိုင်းဗီဒီယိုနဲ့ပေါင်းတင်လို့အားလုံးကိုမဲ့ယူစေချင်ပါတယ်အဲဟုတ်ကဲ့ဒီဒီဇင်ဘာလထဲမှာပါတော့အားလုံးလဲပေါ့နော်ဒီလှုပ်ရှားအသီးသီးတွေရှိမယ်လို့ယုံကြည်တယ်ဒီဇင်ဘာလတကယ်ပဲပေါ့နော်ကျွန်တော်တို့အတွက်အပွဲတွေများတဲ့လှလည်းဖြစ်တဲ့အတွက်ပေါ့နော်နှစ်ပိုင်းဗီဒီယိုလေးပေါ့နော်အနေငယ်နောက်ကျသွားတယ်ဆိုရင်လည်းအထူးပဲတောင်းပန်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့လေပိုင်းမှာတက်လာတဲ့ဒရင်ဗီတွေမကြည့်ခင်ပါဘောနော်အရင်ဆုံးလိုရေးတူရှင်သတင်းလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့တိုင်းသုံးတိုင်းမှာအေအေကစစ်ကောင်စီစစ်စခန်း၅ခုနဲ့ရွာ၃ရွာကိုသိမ်းပိုက်ထားတယ်ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ်ခင်ဗျာ။ရခိုင်ရိုးမတောင်တန်းအလွန်မကွေးတိုင်းပဲခူးတိုင်း AR တိုင်းတွေကစစ်ကောင်စီစစ်စခန်း၅ခုနဲ့ရွာ၃ရွာကိုအာရခတတော်အေအေကသိမ်းပိုက်ထားတယ်လို့အစီရင်ခံစာမှာဖော်ပြထားတယ်လို့သိရပါတယ်ခင်ဗျာ။အဲ့တော့အာရခတတော်အေအေကအခုချိန်မှာဆိုရင်ချမ်ပတ်စစ်ကောင်စီတွေကိုဒီရိတ်ခါတွေဖျက်တောက်ပြီးတော့ဗောနော်ဒီစစ်ကူတွေဖျက်တောက်ပြီးတော့တိုက်ခိုက်နိုင်တဲ့အနေအထားမှာတွေ့ရပါတယ် နောက်ထပ်သတင်းတစ်ပုဒ်ကလည်းစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကြမယ်လို့ချက်ဖက်ပါတီဦးဩခရခင်ကြီးကပြောရဆိုတဲ့သတင်းပဲဖြစ်ပါတယ်အချမ်းမစစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတစ်တက်လာပြီးနောက်နေ့ပြုတ်ကြမည်ဖြစ်ကြောင်းချက်ဖက်ပါတီဩခရခင်ကြီးကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့တော့ပြောဆိုကလေးကကြည့်လိုက်ပါနော်တက်ဒီအချမ်းမစစ်တပ်ကိုအားပေးနေတာတွေ့ရပါတယ်အစိုးရတစ်ကတက်မတော်နဲ့ကြောချင်းကက် ရင်ချင်းကမဆောင်ရွက်နိုင်ဘူးဆိုရင်တေချာတယ်ဒီအစိုးရနောက်နေ့ပြုတ်ကြမှာဒါကိုဆန်ထားပြီးရွေးရမယ်တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာအတွေ့အကြုံရှိသောအဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်ထူထောင်နိုင်ရဲ့ထူထောင်နိုင်တဲ့ဆွမ်းရည်ရှိတဲ့လူမျိုးတုပ်ဖူးကင်ဖူးတဲ့လူမျိုးလိုတယ်ဟုခေဖေဖို့ချမ်းဖို့ခင်ကပြောတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ချမ်းဘက်စစ်တပ်မပါရင်မဖြစ်ပါဘူးဆိုတဲ့အတွေ့အကြုံမျိုးနဲ့ချမ်းဘက်စစ်တပ်ကိုသူတို့ကဒီမှာပေါ့နော်ကြောချင်းကရင်ချင်းကပ်ဖို့ပြောနေတာဖြစ်ပါတယ်နော်အဲ့တော့ဘဲပါတီပဲရိုက်ရအချမ်းဘက်စစ်တပ်ကိုတော့နေရာပေးဖို့လိုတယ်ဆိုတဲ့ပုံစံနဲ့ ဝါရဖြစ်နေတာဖြစ်တယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်အချက်မဲ့စစ်တဲ့ကြောင့်ဒီကတိုင်းပြည်ပြက်လူမတက်ဖြစ်သွားတော့အားလုံးအသိပဲဖြစ်ပါတယ်နော်ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့ကြောက်ဖြူတိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားပြုံးတိလာပြီးရန်ကုန်မှာစစ်ကူ900ကိုရေချောင်းမှထပ်မံပို့ဆောင်လိုက်ရတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်အဲ့တော့ရခိုင်ပြည်ကြောက်ဖြူတိုက်ပွဲအတွင်းသို့စစ်ကောင်စစ်ကော်မရှင်တပ်ကစစ်ကူပို့ရန်တပ်သားအချို့စစ်ကော်မရှင်တပ်ဖွဲ့များကိုရန်ကုန်မှာနေရေချောင်းဖြင့်ပို့ဆောင်လိုက်ရကြောင်းသိရပါတယ်တဲ့ စစ်ကော်မရှင်သည်တမတ်17နီးပြူဟာမူနာဘာဟာ111ဒုတိယဘုံမကြီးမျိုးမင်းတန်ဦးစီးသည်ခမာယာ111နှင့်ခမာယာ113ခမာယာ112ကိုရောမှခမန်းအင်အား900ခန့်ကိုကြောက်ဖြူကြောက်ဖြူသို့ပို့ဆောင်နေကြစီရန်ဘုံကြီးဇင်ရောက်ထမ်းမှသိရပါတယ်ကြောက်ဖြူမှာကရေတက်အင်အားစုများတယ်တဲ့မြေပြင်စစ်ကြောင်းထုတ်မှုမှာနေမြေရလဲခဏပဲအေကအမိတ်ချွေတော့စစ်တပ်ကခံနေရတာပဲတဲ့စစ်တပ်ကတက်တီခွဲပြီးကြောက်ဖြူပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာလို့စီးရေးသတင်းမြတ်ပြောပါတယ်နော် တဲ့တဲ့ဘုကတော့တော်လိုက်ပူပေါင်းတစ်ဖွဲ့ကတာယာဝရီခမရ35တရင်နဲ့မတော်ခိစကန်ကိုတိုက်ခိုက်ရှင်းလင်းလိုက်ပြီးတော့စစ်သား5ဦးမျိုးစားဖြစ်ပြီးလက်နက်ခဲရဲတွေရရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒါကတော့ဘကိုးတိုင်းတာယာဝရီခမရ35တရင်ရဲ့မတော်ခိစကန်ကိုတိုက်ခိုက်ရှင်းလင်းရအချမ်းဖတ်စီအုပ်စုမှစစ်သား5ကောင်မျိုးစားဖြစ်ပြီးလက်နက်တချို့သိမ်းဆည်းရမိခဲ့ကြောင်းစကန်ကိုလည်းမိရှုခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကတော့စစ်သား80ဝန်းကျင်တေဆုံးခဲ့သောခင်ဦးတိုက်ပွဲမှာစတိန်စဲရမိခဲ့တဲ့လက်နက်ခင်းရံတွေကိုတော်လိုင်းရဲဘော်များကဂုံပြူချင်းမြင့်နေဆိုတဲ့သတင်းဖြစ်ပါတယ်။အချမ်းမစစ်တပ်မှာစစ်သား80ဝန်းကျင်မျိုးစာဖြစ်ခဲ့သောခင်ဦးတိုက်ပွဲမှာတေဆုံးရမိခဲ့သောလက်နက်ခင်းရံများကိုတော်လိုင်းရဲဘော်များထံသို့ဂုံပြူချင်းမြင့်လိုက်ကြောင်းခင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးပကဖမှတော်လိုင်းရဲသတင်းများကသတင်းပို့ထားတယ်လို့သိရပါတယ်။ပကဖကတိုက်ပွဲအတွင်းတေဆုံးရမိတဲ့လက်နက်များအနက်မှာ MA1 တနက်10လက် G3 တနက်4လက်အပါအဝင်စုစုပေါင်းတနက်14လက်ကိုတိုက်နေပကဖများနဲ့ UG ပကဖများကိုအတိမတ်ပြု ကွန်ပျူတာချိမိထားကြောင်းသိရပါတယ်နော်အဲ့တော့တိုက်ပွဲမှာရရတဲ့လက်နက်ခဲနဲ့စစ်တုံးစစ်တီကိုကိုခွဲဝေပေးတာလို့ခင်ဦးမြို့နယ်ပကဖမှာသတင်းပေးပို့ထားပါတယ်ခင်ဗျာကဲကျွန်တော်ပထမဆုံးကြည့်ရမှာတော့ကျွန်တော်ဘောမကျွန်တော်မင်းပြောထားတဲ့သတင်းပေါ့နော်။ဘာလဲဆိုတော့အခုဆိုရင်ကြားဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်။ကြားဖြတ်နေနေလို့မရတော့ဘူးတဲ့။ကြားဖြတ်ကိုတဲ့ကျွန်တော်မြန်မာပြည်သူတွေကကြားဖြတ်နဲ့ရှင်တွဲပြီးနေထိုင်ရတော့မယ်ဆိုပြီးမှပေါ့နော်။ ဒီမှာဂျင်းတွေလာထည့်နေတာပေါ့နော်အဲ့တော့ဒီကြားဖြန့်ကိုတေးချတယ်အဲ့ဒါအဲ့လိုပြောရဆိုရင်သူ့အပမွေးထားတဲ့ကြားဖြန့်ဆိုတာတေးချသွားပြီပေါ့နော်အဲ့တော့သူပြောထားတာနားတော့ကြားမလွယ်ဘူးပေါ့ခက်သွားပြီပေါ့နော်ကြားဖြန့်ကတော့ကျွန်တော်တို့ခုနခဏပြောတယ်ရှင်တွဲနေထိုင်ရတော့မယ်ဖြစ်သွားပြီပေါ့နော်ကဲနိုင်ငံတော်ဆိုရအနေနဲ့မင်းတို့ပဲရှင်တွဲနေထိုင်တာကတော့ယူဆတယ်နော်ကြားတော့သူနေနေပါလိမ့်မယ်ဒါပေမဲ့မလွယ်ကဲနော်သူတို့ကိုယ်တိုင်ကဒီ Champions League ကောင်စီရဲ့တကယ်မီဒီယာခေါင်းဆောင်ကြီးတွေကဒီလိုပြောတာနော်မလွယ်တော့ဘူးတဲ့လုံးဝ နေနေဖို့မလိုတော့ရှင်တွဲနေထိုင်ရတော့မေတို့တော့ပြောတယ်ဆိုတော့ဒါတေချာပေါ့ပေါ့နော်ဒါမင်းအောင်လိုင်တို့ရဲ့လက်အောက်မှာရှိနေလို့ဒီလောက်ထိဖြစ်နေတာတေချာရနော်အဲ့ဒါဥစားနားလည်ရပါဘောနော်နောက်တစ်ခုကဒီကြားဖြတ်ကိစ္စနဲ့ပတ်သက်ရင်ကျွန်တော်အမြင်ပြောတရုတ်ကြားဖြတ်မယ်ခုချိန်အထိတချို့ပြည်ပြည်မီဒီယာတွေကစစ်တပ်ကိုမုံရီရေဝါရနဲ့စစ်တပ်ကြားဖြတ်မှာစစ်တပ်ကကြားဖြတ်လို့ပြောကြတယ်ကဲကဲစစ်တပ်ကြားဖြတ်ဆုံးမတော့ဗျာခင်ဗျာလေရှင်းပြောရင်တော့ဒီစစ်တပ်ကလူတွေကဒီကြားဖြတ်ကိုလုပ်ဖို့ဘဲကနီးပညာနဲ့ဘု து လိမ့်ပါလဲကဲနော်သူတို့ကပြောင်းနေအောင်မယ်မင်းအောင်လိုက်မထောက်ခံမှုဆိုဘယ်သူကလုပ်လို့ရမှာလဲ ုတည်းသူတို့ဒီကရင်ကဒီမင်းလက်ပံမှာသွားပြီးမှကြားဖြတ်နေနေနေတာကိုချက်လက်တွေရမှာဆိုလို့သူတို့ကပြန်ပြီးတော့သွားပြီးတိုက်နေရတယ်အားလုံးသိပြီဖြစ်ပါတယ်နော်ဘယ်လိုသွားလိမ့်မလဲဒီနီးပညာတရုတ်ကလာတာဖုံးကွယ်ဖို့ကြိုးစားတာကြိုးစားနေကြတာပေါ့နော်တက်မလို့လညို့ထိုးဖို့ကြိုးစားတာတကယ်ဟိုလက်မဲယူသူ့မဲ့လညို့မထိုးယူကြောက်ကြတာပေါ့ဆိုတော့တရုတ်ကကြားဖြတ်လို့တရုတ်ပဲကျွန်တော်နားလည်ပါတယ်စောကြီးကကျွန်တော်ချိန်ချင်းပြခါပြောခဲ့ပါတယ် software တွေ malware တွေကြီးတာတရုတ်ပဲနော်ပြီးတော့ data တွေပြတာလည်းတရုတ်ပဲ ပြန်လိမ်နေတဲ့တရုတ်ပြူလေးနဲ့တရုတ်ကစစ်ပြန်သထေးကြီးတွေတကယ်ကဒီဒီပါခေါ်လို့ဆိုချမ်းသာကြောတဲ့သထေးကြီးတွေ data တွေအာဒီပင်စင်စားတွေတကြီးရောဖွားကြီးတွေ anti တွေအထီးကျန်နေတဲ့ဖိုးဖွားတွေဒါတွေကိုယူရပြီးတော့ target ထားလိမ်နေနောက်တစ်ခါဒီဒီဖွန်ချောင်းတဲ့အမျိုးသားတွေဖွန်ချောင်းတဲ့အမျိုးသမီးတွေကိုတရုတ်အမျိုးသမီးတွေတရုတ်အမျိုးသားတွေကိုလိမ်နေသူတို့ချင်းချင်းပြန်လိမ်နေသလားအဲ့ဒါလိမ်ပြီးတော့မှရတဲ့ပတ်စံတွေကိုတိတ်ကျုံပြီးတော့သူတို့ကဒီဘာခေါ်လို့ဆို cryptocurrency တွေအကောက်ထည့်ပလိုက်တယ်ပြီးတော့ USDT ဝယ်မယ် USDT ဝယ်မယ်နောက်ဒီ Bitcoin အကောက်တွေဝယ်ထားမယ် နော်အခြားသော quality ဝယ်ထားပါဗျာနော်ဆိုတော့အဲ့လိုလုပ်မဲ့ဟာတွေပဲအဲ့ဒါလုပ်တာတချို့တို့မြန်မာကအဲ့ဒါကိုဘာမှကြောင်းကျင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်အချင်းချင်းကပြောခဲ့ပြီအခုလဲဒါကြားဖြတ်နေ ਉਹ SSPB တွေကတို့နေပြီးတဲ့မှာလက်ခံထားတယ်ဆိုတော့ပေါ်လွင်တယ်ဒါပေမဲ့တက်ကနေနေသွားတဲ့ခါကျတို့အဲ့ဒါပြန်တိုက်ခိုက်တဲ့အတွက်ရှင်းပြတယ်သူကလည်းကြားဖြတ်အောင်မွေးတယ်တော့ပုံမှန်ဆုလို့လာတော့မသိကြားဖြတ်ကိစ္စကိုတို့စိတ်ထဲမှာတို့ဘာလို့ဆုလို့လာမသိတေချာတော့ကြားဖြတ်နေရာစုံမှာလက်နက်ကင်တပုံးကြီးထွားနေတဲ့နေရာတိုင်းမှာကြားဖြတ်ရှိတယ်ပေါ်နောက်တစ်ခုကကြားဖြတ်နေတဲ့အတူမွေးစေဝါရှိနေတယ်ကြားဖြတ်မွေးစေဝါရဲ့အဲရှမ်းမြောက်မှာအများဆုံး ရှိခဲ့တယ်။နောက်ခုကရင်ပြည်နယ်တွေကိုလည်းရောက်လာပြီ။ကရင်ပြည်နယ်တွေမှာရှင်းပြရတော့ DGB တွေကတချို့တွေငွေဆိုတာချက်တယ်။ငွေဆိုချက်လို့ငွေလောက်တယ်။ဥပမာဆိုကြပါစို့ဗျာ။အခုဖြစ်တဲ့မင်းလက်ပန်တို့ဒီဘနာနောက်နောက်ကျောမှာဒီ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  BJ gate တခုရှိတယ်အဲ့ဒီနေဆက်ကအဲ့ဒီ gate နံပါတ်၄လားမသိအဲ့ gate ကလေးရနောက်ထပ်မှာဟိုကြောင်ထဲမှာဟိုငွေဆိုရောင်းနေငွေဆိုတာချက်တဲ့နေရာတောင်ရှိတယ်။ကရင်ပြည်နယ်တောင်ရှိနေပြီ။ဆိုတော့ကြားဖြတ်ရေငွေဆေးဝါးရေက တရုတ်အဲတရုတ်ရှိရနေပြီးတော့ခုနမျိုးစီယူပြီးတော့ ရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်ကပေါက်ဖွားလာပြီအခုအဲ့ပြဿနာဒရိုင်းပြည်လို့ပြန်ပြီကျွန်တော်တို့ဘယ်လိုရှင်းကြမလဲလို့မေးရှင်းစရာလေးစားဆိုလို့တော်တော်ခက်သွားတယ်အဲ့တော့ကုလိုဇေတမရော28ယောက်တေယုတ်28ယောက်ကိုဖမ်းလိုက်တယ်ပြီးရင်တော့တေယုတ်ပြည်ကိုပြန်လွှဲမှာပေါ့ဗျာအဲ့လူတွေကိုတေယုတ်ကဘာလုပ်မလဲဆိုတော့သူတို့လည်းပဲဆိုင်သွားပြီအဲ့ကျွန်တော်စဉ်းစားတာကတော့မြန်မာပြည်မှာကြားဖြတ်တဲ့ပတ်သက်ရင်တေယုတ်တွေမြန်မာပြည်ကိုဝင်လာရင်နောက်ဆိုရင်တက်တက်တင်းတင်းကြပ်ကြပ်စစ်ဆေးရတော့မယ်လို့ပြောချင်တယ်ဒီတေယုတ်တွေကတော့ နေဆက်ကနေပြီးတော့ပေါက်ခိုးလမ်းကြောင်းနဲ့ဝင်နေကြတာဖြစ်တယ်မြန်မာအစိုးရစီမှာတရားဝင်လေးကြောင်းလိုက်ရနေပြီလာပြီးတော့လေရင်နဲ့ရန်ကုန်နေပြီးတော့ဆင်းပြီးတော့မှမန္တလေးကိုဆင်းပြီးတော့မှကားနဲ့အဲ့ဒီချားဖြန့်ရှိတဲ့နေရာကိုသွားကြတာမဟုတ်ဘူးပြောရရင်တော့ဒီတရုတ်တွေလာကြတဲ့ကောတော့တရားမဝင်နေလာကြတာခုပို့ဆိုတာတရားမဝင် ဟိုတရုတ်တရုတ်တရားမဝင်သက်ဆောင်ရောက်ပို့ဆောင်နေကြအဲ့တော့ဘာပဲပြောပြောပေါ့နော်ခုနရှိမှပြောသားသလိုပဲကြားဖြတ်နေမြန်မာပြည်သူတွေကလည်းရှင်တွဲပြီးနေထိုင်ရမယ်ဆိုတဲ့စကားတော့ပေါ့နော်ဘယ်လိုစကားမျိုးလဲဆိုတာအလုံးလက်ခံမှမှာဖြစ်ပါတယ်နော်ဒီကောင်တွေမလုပ်ဘူးဆိုရင်ဘယ်သူမှလုပ်မှာမဟုတ်ဘူးအဲ့တော့သူ့အပမင်းအောင်လိုင်းခေါင်းဆောင်ဖြစ်နေလို့ဒီလိုမျိုးသူစကားပြောနေဖြစ်ပါတယ်နော်ကဲနောက်ထပ်ကျွန်တော်ကြည့်ရမှာကတော့အခုချိန်မှာအရေးကြီးဆုံးဖြစ်နေတယ်ပေါ့နော်ဒီစုပေါင်းတက်ဖွဲ့စည်းဖို့ကိစ္စတွေရဲ့အာရခတ်တော်အေးရဲ့အကြောင်းတွေပြောထားတယ်ဦးတန်းစိုးနိုင်ရဲ့သတင်းနောက်ထပ်ကြည့်အောင်နော်ပြင်းထန်တဲ့ စစ်နိုင်တိုက်အာဏာသိမ်းရေးစိတ်ဓာတ်နဲ့စူးစီးညီညွတ်စွာဖွဲ့စည်းထားတဲ့မြန်မာအမျိုးသားတပ်ပေါင်းစုတရကျွန်တော်တို့ဖွဲ့စည်းနိုင်မှုတွေအညာဒေသမှာရှိတဲ့အင်အားစုခေါင်းဆောင်တွေခေါင်းချင်းရိုက်ပြီးတော့ထူထောင်ကြအဲ့ဒီပုံမှာချင်းချင်းပူးတွဲတိုက်လာတဲ့အပေါ်မှာဘယ်သူကနော်စီးကောင်းဆောင်တဲ့ဘယ်သူကနိုင်ငံရေးကောင်းဆောင်တဲ့ဆိုတဲ့ကိစ္စကို ို့မွန်လင်းလင်းရှင်နေကြဘူးညာဒီသဓာပေါင်းစုကြီးဖွဲ့ဖို့လိုနေပြီလို့ကျွန်တော်ပြောပြရတယ်မဟာဗျူဟာဒီမန်ချက်ကနော်မင်္ဂန်ကောင်းမွန်တုတ်တက်ပါမင်္ဂန်ကောင်းမွန်တုတ်တက်တယ်ဆိုတာဘုရုပ်ထုံးမြတ်နိုင်ရဲ့အရာရီနဲ့အင်တာဗျူးတွေကိုနားထောင်လိုက်တဲ့အခါမှာဘုရုပ်ထုံးမြတ်နိုင်တို့အေအေကအရင်တုန်းကလိုရခိတလန်းစင်နဲ့ရခိုင်ပြည်လွတ်မြောက်ရေးတက်တက်ကိုသူတို့ စဉ်းစားယူနေမရတော့ဘူးအခုကတပြီလုံးလွတ်မြောက်ရေးပါချားတိုင်းရင်းသားတွေနဲ့နော်ညီညွတ်စွာပေါင်းစည်းပြီးတော့တိုက်ပွဲဝင်မှာရတော့မယ်ဆိုရဲနော်သဘောထားကိုသူတို့သဘောပေါက်သွားအဲ့ဒါကြောင့်မို့သူတို့ကနော်ရခိုင်ပြည်ရဲမှာနော်စက်ခွန်မျိုးနဲ့ရှိတဲ့တဲမှာနော်၁၄မျိုးနဲ့ကိုကျွန်တော်သိမ့်ပိုက်ပြီးတဲ့အနေထားမှာရခိုင်ပြည်ထဲမှာသူက လောက်တော့သုံးညစ်အခုကစစ်ကြောင်းကားကြောင်းနဲ့သူကသူ့ရဲ့ဟိုပါဗျာကျွန်တော်တို့ဟိုအာပါဟို ISP ကပြောတဲ့စကားနဲ့ဆိုရင်တော့သူကသူ့နေဆက်တွေမှာပြည်စည်းကိုထွက်ပြီးလှုပ်ရှားဖို့အတွက်နော်လှုပ်လာလှုပ်လာတယ်ဆိုတာကနော်အမ်ဘရာမက်ကစစ်ကြောင်းနော်စစ်ကြောင်းတစ်ကြောင်းတောင်ကုန်ဘရာမက်ကစစ်ကြောင်းတစ်ကြောင်းအဲ့ဒီစစ်ကြောင်းနေနဲ့ဘယ်ကိုသွားနေလဲဆိုတော့ကျွန်တော်တို့ ရခိုင်ကနေပြောမကွေးတိုင်းကိုကျွန်တော်တို့သူကဥတီနေစစ်ကောင်မရှိရင်ကျွန်တော်တို့လက်နဲ့တိုက်တယ်ဆက်လေးခုရှိတဲ့နေရာတွေကိုသူကထိုးစစ်စင်နော်အဲ့ဒီဘက်ကနှစ်ခုနောက်တစ်ခုကတော့ ARD ဘက်မှာနော်ကျွန်တော်တို့စစ်ကြောင်းတွေဖွင့်ပြီးတော့တိုက်နေတာအဲ့တော့ဆရာကသူကသူ့ချန်စီယိုကနေခုံပြီးတော့သူကအဲ့ဒီ၃ခုစစ်ကြောင်း၃ကြောင်းတိုက်အဲ့ဒါအကြောင်းမို့ သူ့အနေနဲ့နော်တစ်ဖက်ကဘာရှိနေလဲဆိုတဖက်ကကော်ရနာမျိုးစီမံကိန်းကိုကျွန်တော်တို့ကျွန်တော်တို့ဆက်ပြီးတော့အုပ်စည်းနိုင်မှုအတွက်စစ်တွေကိုတိုက်ပွဲပွင့်မှုခုဝိုင်းဝန်းထားနောက်တစ်ခုကတရုတ်ကိုပြန်ပြီးတော့ကျွန်တော်တို့ဟိုတံပြန်တရုတ်ရဲ့နော်အဲပမာပြည်နဲ့ပတ်သက်တဲ့လွဲမှားတဲ့နော်ဆုံးဖြတ်ချက်ပေါ့စစ်ကောင်စီကိုစစ်ကောင်ချင်းကို 下邊你就接受，中邊冇，周橋，對你，係咯標準嚟㗎，就睇下識裝唔識裝，對你，係咯識裝唔識裝啊，下邊話唔知咩標準先，識裝唔識裝估下你開幾多啦，估一下你開偏多，識得嘅你係兩多啦，係咯，係啦下邊講咩嘅嘢，都多，就攞皮試就啱咯，怕你傻，你。 ဟိုကဘောအေတက်တော်ရဲ့နော်မဟာဗျူဟာလှုပ်ရှားမှုတွေအခြားသောတိုင်းရင်းသားတပ်ဖွဲ့တွေကကျွန်တော်ကုညီဘူးအထူးသဖြင့်နော် KIA နော်နောက်ပြီးတော့ KNPB နော်နောက်ပြီးတော့ချင်းအဲ့ဒီအဖွဲ့အစည်းတွေအနေနဲ့ကျွန်တော်တို့အာကုဒေသာတွေကနေပြီးတော့ကျွန်တော်တို့အာစစ်ကောင်မရှင်ရဲ့တပ်တွေကင်းစင်ရေးဆိုတဲ့သဘောထားတွေ ကျွန်တော် EAO ရဲ့တပ်ပေါင်းစုအနေနဲ့ကျွန်တော်တို့မာဘီဝါမြောက်ဒေတာတစ်ခုမာဘီဝါမြောက်ဒေတာတစ်ခုဆိုတာအာကျွန်တော်တို့စစ်တွေနဲ့ကျွန်တော်တို့တောက်ဖြူကျွန်တော်တို့တိမ့်ပိုက်နိုင်မှုအတွက် EAO ကိုအားဖြည့်ပေးတယ်ပူပေါင်းတိုက်ပွဲဝင် ကဲဒါအရပါနော်အန်တာတွေကအများတန်းပြောနေတဲ့စကားပဲဖြစ်ပါတယ်နော်။ဘာလဲဆိုတော့ဒီကြောက်ဖြူနဲ့စစ်တွေနဲ့ကြောက်ဖြူကိုသူတို့ကသိမ့်ဖို့ဒါအနိုးဆောင်နေတယ်ပေါ့နော်။အဲ့ဒါအဲ့ဒါသိမ့်နိုင်မှာပဲဒေါ်လာရင်းအတွက်ဆက်ပြီးတော့ဒီ AI ကကုညီနိုင်မယ်ဆိုတဲ့အနေထားမျိုးတွေပေါ့နော်။အဲတွေ့ရတာဖြစ်ပါတယ်။ကဲနောက်ထပ်သဘုတ်သတင်းသဘုတ်ကတော့အခုရပိုင်းမှာပေါ့နော်။တော်တော်လေးကိုဘလောင်ဆူနေတဲ့ဒီ UNG နဲ့ပတ်သက်တဲ့သတင်းတွေကိုတုံးသက်ပေးထားတဲ့သူပေါ့နော်။သူရဲ့သတင်းတော့သူကတော့အများတန်းဒီ UNG နဲ့ပတ်သက်လာရင်အများတန်းပဲဟိုတုံးတုံးသက်တဲ့ဟာတွေက UNG ရဲ့ မှာကွက်တွေကိုတုံးတက်တာများတယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်မှာလည်းသူ့ရဲ့တုံးတက်ချက်တချို့ကတကယ်ပဲအခုချိန်မှာဆိုရင်သတိထားစရာလေးပါလို့ပေါ့နော်အနည်းချင်းလေးနားထောင်ကြည့်လာနော်တွန်လိုင်းရဲ့ဘိုလ်ချမ်းပါတွေဖြစ်တဲ့ CDM တွေอืมကျွန်တော်အလုံးတန်းမှာ လေးစားရလောက်တဲ့ CDM ထဲမှာအခုချမ်းပါရေးဝန်ထမ်း CDM ကဒါဘုံရံသူကထင်ကြတာနော်ပြည်ထောင်ဝန်ကြီးဌာနက80ရာခိုင်နှုန်းတဲ့ဒုတိယအများဆုံးဖြစ်တယ်ပရမအများဆုံးတော့ပညာရေးပေါ့ကျွန်တော်တို့ရဲ့ဖြည့်စုရှင်နေတော့ သို့တော်ညာလဲ30ရက်နေရဆီယမစေကမ်းပါတင်တော်ရွာမှာရှိနေတဲ့သခိုင်းတိုင်းကလေးခရိုင်အာနာမင်းကင်းမြုပ်နဲ့တင်တော်ရွာမှာစိတ်ကန့်ဖွင့်ထားတဲ့ဆီယမဒေါက်တာတူးပေါ့ဗျာဒါချစ်စနိုးခေါ်တာဒေါက်တာတူးဟုတ်ပြီနော် ဒေါက်တာဒေါ်တူတူလွယ်ဆိုတော့ဘုံရန်သူကလူဖမ်းမွဲလဲလုပ်နေတာပဲအခုလည်းပြည်တွင်းမှာလူဖမ်းမွဲလုပ်နေတာဒါပေမဲ့အမျိုးသမီးတယောက်ကိုဖမ်းတော့မယ်ဆိုရင်သူတို့မှာအမျိုးသမီးရဲမိပါအခုလွင်ကိုလက်ဥဆောင်နဲ့ပြည်ရင်းနဲ့လူမှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်ကပါလာဖာကား အမျိုးသမီးရဲမေတော်မပါဘဲနဲ့ဘုံရန်သူနဲ့အတွဲခေါ်လဲတူတယ်ဇရိုက်လဲတူတယ်လောက်ရလဲတူတယ်လက်နဲ့အာကုန်နဲ့အင်းအားသုံးပြီးတော့အမျိုးသမီးတယောက်ကိုဗျာအမျိုးသားတွေကဆွဲလာရန်လာရုံရင်ဆန်ခတ်အကြမ်းဖက်ပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားတယ်ဒါဆိုရင် လာဖမ်းတဲ့သူတွေကလည်းအကျန်းဖက်ဖမ်းဆီးတဲ့အတွက်ကြောင့်မလို့အကျန်းဖက်သမားလို့ကျွန်တော်ဒီနေရာနေအတီးလင်းကျင်ကြတယ်။ကောင်းပြီ။အဲ့ဒီအကျန်းဖက်သမားတွေဘယ်အဖွဲ့ရလဲဆိုရင်ပြည်ထောင်စုဌာနလောက်မှာရှိနေတယ်။ပလာဖာ။ဒါလည်းအကျန်းဖက်အဖွဲ့စည်းပဲ။ဒါလည်းကျွန်တော်လူသိရှင်ကြဒီနေရာနေပြီးတော့အတိအလင်းကျွန်တော်ကြီးညာတယ်အဲ့ဒီအတွက်ဆီယမ်မာကြီးကိုကြတော့ တခါတည်းရုတ်ပြက်ဆင်းပြက်နေဗျာတိန်းသုံးတောင်ကျော် AK47 လက်နဲ့ပြမအခုဆိုတာဆရာမကြီးအဲ့ဒီ AK47 လက်နဲ့ကိုသူ့ကိုကြိုးသုံးနေတာလားဓမ္မမဟုတ်ရင်တော်လိုင်းကြီးအတွက်အကျိုးရှိတဲ့နေရာမှာသူသုံးလိုက်တာလားကျွန်တော်မသိဘူးနော်သို့တော်ညာလေဆရာမကြီးကိုတရားခံထက်ပူဆိုးတဲ့ပြုတ်မှုဟုတ်ပြီနော်အပြောဆိုတွေနဲ့လောက်ရတဲ့နဲ့အကျန်းဖက်ပြီးတော့ဖန်ခေါ်သွားတာ ဆံမကြီးကိုတရခံလို့တတ်မှတ်လို့မရသေးဘူးဆွဆွဲလို့ပဲရမယ်အဲ့ဒါဆိုရင်ဆွဆွဲတာချင်းအတူတူကြည်မြာတော့လင်မယောင်းနှစ်ယောက်စလုံးကိုဆွဆွဲပြီးတော့တက်သေးအထောက်ထားအချက်လက်တွေနဲ့သူ့ဝင်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တယ်စီဒီအန်ဝန်ထမ်းတွေလည်းပါတယ် NLD ကလူငယ်လည်းပါတယ်တက်ကြွလှုပ်ရှားသူလည်းပါတယ် အဲ့ဒီ12ယောက်ကနေပြီးတော့တတ်သိအထောက်တားခိုင်ခိုင်မာမာနဲ့တိုင်သားတာဘယ်ဟာကပို့ပြီးခိုင်မာမလဲအဲ့ဒါဆိုရင်ကြည်ပြောက်ကိုလေသူတို့လင်မယားနှစ်ယောက်စလုံးကိုလေအခုလိုမျိုးပေါ့ဗျာအင်အားသုံးပြီးတော့ဖမ်းလေဗျာသူ့ကိုလည်းဖမ်းဆိုတော့ဆ iam မကြီးကိုကြာတော့ပုံစံတစ်မျိုးစတက်နက်ကနော်စံတစ်မျိုးကြည်ပြောက်ကြာတော့စံတစ်မျိုးဆိုတော့အဲ့ဒါကျွန်တော်တို့လက်ခံလို့မရဘူးကဲဒါတော့ တန်တေးရဲ့တုံးတက်ချက်ပဲဖြစ်ပါတယ်နော်အဲ့တော့ဘယ်လိုပဲပြပြောအင်ဂျီအတွင်းမှာတော့ဒီလိုကိစ္စတွေကတော်တော်လေးကိုနော်ဖြည့်ရှင်းရမယ့်ကိစ္စတွေဖြစ်ပါတယ်နော်အဲ့တော့အင်ဂျီနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ဒီပြပြပြောင်းလဲမယ့်ဟာတွေအများကြီးပြည်သူတွေလည်းမျှော်လင့်နေကြတယ်ပေါ့နော်အဲ့တော့ ုချိန်ထိပြောလိုက်ရင်လည်းပြည်သူကပြောတာပဲရှိတယ်ဗောနော်အရင်ကြီးပြောင်းလဲတာမရှိကြဘူးအဲ့တော့တချို့တွေကြလည်းလုံလုံချီချီပြောကြရဗောနော် NUG ဖြုတ်ချပါဘာညာကိကောဗောနော် NUG ဖြုတ်ချတဲ့အထိတော့မလိုပါဘူးเนาะဒါပေမဲ့လည်းထဲမှာပြည်ပြင်ပြောင်းလဲမယ်တကယ်ပြောင်းလဲမှုအစ်စ်တွေကအရင်လိုအပ်နေပြီဗောနော်အခုဆိုရင်ဒေါက်တာဆဆာနှုတ်ထွက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းအခုစီမံဆိုတော်တော်လေးကိုပွဲရစူလာတယ်ဗောနော်အဲ့တော့ဒီလိုမျိုးတရင်တွေပဲထက်ကြနေရရင်တော့ပြည်သူလူထုရဲ့ဒီဗောနော်ယုံကြည်မှု trust ကတော့ အာဒီ0%လောက်တိကိုကြာတော့မယ်အခြေအနေမှာရှိနေပါတယ်နော်အခုဆိုလည်းတော်တော်များများက UNG နဲ့ပတ်သက်လာရင် comment တွေမှာကြည့်လိုက်ရင်ဝေဖန်နေတာပဲတွေ့ရမှာနော်အဲ့တော့ဒါတွေကတကယ်ပဲစင်ကျင်ဖို့ကောင်းတဲ့အရာတွေဖြစ်ပါတယ်နော်ကဲကျွန်တော်နောက်ဆုံးမှကြည့်ရမှာတော့ဘူးလလဆွေနဲ့ဒီငါးမင်းဆွေနဲ့ပေါ့နော်တရားနဲ့တရားကြိတ်နေတဲ့သတင်းနဲ့ပတ်သက်ပြီးတော့တုံးသက်ပြတာတွေကိုစစ်ပြီးတော့နောက်ကြည့်အောင်နော်အဲဒီနေ့မနေ့ပဲဗျာကျွန်တော်ကျွန်တော် line ပေါ်မှာတွေ့လိုက်ရတယ်နော်အဲဘူးလဦးလဆွေကြီးက အဲဆိုပြည်ခိုင်ပြူပါတီနော်နိုင်ပြီးအစိုးရဖွဲ့မယ်ဆိုရင်တဲ့အဲတိုင်းသားလက်နက်ကိုင်ကြီးနော်ရင်းချမ်းကြီးလုတ်ကြပါတဲ့အဲမလုတ်ရင်တော့အပြတ်ကျိတ်မယ်ပေါ့နော်အမုန်းကျိတ်မယ်အမုန်းကျိတ်မယ်သူပြောခါတယ်ဩနော်အဲ့လိုသူပြောရတယ်ဗျာကျွန်တော်ကတော့အဲကျွန်တော်တို့ကတော့ဟာလာဟိုနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနေပဲဖြည့်ဆင်းစေချင်တာပေါ့နော်အားလုံးနော် အမုံမကြိတ်ပဲနဲ့နော်အချစ်ပဲကြိတ်ချင်တယ်နော်အမုံမကြိတ်ပဲနဲ့အချစ်နဲ့ပဲကြိတ်ချင်တယ်အဲ့တော့ तू အမုံကြိတ်မယ်တဲ့အမုံကြိတ်မယ်အဲ့ဒါကြီးပဲ तू ပြောနေတာဗျအဲ့တော့ဥလားဆိုရဲခင်ဗျာခင်ဗျာခင်ဗျာကြိတ်လာတဲ့လူဆိုတော့ဗျာခင်ဗျာဘာကြီးကြိတ်လဲဆိုခင်ဗျာဓာတ်ကောင်မှာဓာတ်ကောင်မှာခင်ဗျာနှမ်းနေစိုက်တာလေခင်ဗျာရခင်မှာခင်ဗျာနှမ်းနေစိုက်ခင်ဗျာနှမ်းနေကြိတ်ခဲ့တာတော့ကြိတ်ချင်တဲ့ဓာတ်ကောင်ပြန်ပြီးတော့နှမ်းပဲပြန်ကြိတ်ပါဗျာနော်ဓာတ်ကောင်ပြန်ပြီးခင်ဗျာ ခဗျာနှားမကြိတ်ပါစမ်းကြိတ်တာမှစီစီထွက်ပြီးတော့ဗောနော်အဲပြည်သူလူထုစားရသေးတယ်ဗျာကတကတော့ရှစ်လပိုင်း20ရက်နေမှလာမဖြစ်ဘူးဘူးလက်လှဆွေကနော်အမုံကြိတ်မယ်လို့ကြုံမခဲ့တဲ့အပေါ်မှာငါမင်းဆွေအခုလိုပြန်ပြောထားတာအဲ့တော့ဘူးလက်လှဆွေပြောခဲ့တာအားလုံးသိမှာပါနော်ဒီမှာကြည့်ပါမင်္ဂလာပါဒီစားပါဟွန်းဒီနေ့ August 20ဘုဒ္ဓဦးနေ့ ။ဟောလေးပြောစရာရှိလို့ရ။အဲယူကောက်ဘယ်နေပြီ။ယူကောက်ဘယ်မှာအနီနဲ့အစိမ့်နဲ့ကစ်တဲ့ယူကောက်ဘယ်မှာနှမျိုးရှိ။အနီတွေကထောင်ထဲမှာတောထဲမှာပြီးပါမှာ။အနီတွေကမရှိတော့အစိမ့်မဲ့ချင်။အဲ့တော့အနီမဲ့ပေးခဲ့တဲ့လူတွေကအစိမ့်တော့ပေးမှာမဟုတ်ဘူး။တော့တိပါလေတူအပီနှလုံးနဲ့ပြီးသုံးလုံးတော့ NDF တို့ပါ냐ခမောက်ကလုံးတော့ခမောက်နှလုံးခမောက်သုံးလုံးညပေးလိုက်ပါ ညပြီးလိုက်တော့သူကမဲကွဲသွားတယ်ဆိုတော့ကျွန်တော်တို့တက်ခိုင်းရအစိမ့်ရချင်းနေကောင်းချင်းနေကောင်းတော့အစိုးရဖွဲ့အစိုးရဖွဲ့တော့မလုပ်လဲဆိုတော့ပြောပြဘူးဥပမာပြကျွန်တော်တို့ငငယ်ကဝါနေမှာဘကပောက်အမုန်းတိတ်တာဘကပောက်အမုန်းတိတ်တာခေါတိကြဆစပလော်တီးရဒီကောင်းလေးအရန်ပါဆမ်းမှာကွက်ကွက်လေးပဲချတယ်အဲ့ချိန်မှာကြားလိုက်အမုန်းတိတ်တယ်ကျွန်တော်အမုန်းတိတ်တာကိုဘယ်သူတိတ်လဲဆိုတော့ UWS ကတိတယ်ဒါကြောင့်မို့အခုဒီ2021 ိစ္စကြီးပေါ်လာတဲ့ချိန်မှာ YouTube YouTube SEO မပါဘူးဟုတ်လား YouTube SEO မပါလား2021ပါလာလို့လားအနေနဲ့တိုက်ပူလေးတိုက်ထားတော့မဟုတ်ဘူးလားနှစ်တိုက်ပူလေးလေအဲ့ဒါတိုက်ထားတော့မဟုတ်ဘူးလားဟုတ်လားလားယူမကြီးနေမှာတော့ဒါယူဟာဖိုက်တင်တဲ့ကြောက်တယ်ကိုစီတေချာရှာနာနော်ဟုတ်တယ်မလားငတ်တိုက်ကူလေးတိုက်ထားလို့ပါနော်မပါဘူးမပါတဲ့ခါကျတော့အမုန်းတိတ်ခံမှာကြောက် तू ကကျွန်တော်တို့အမုန်းတိတ်ခဲ့ဟာကိုသူတို့ကခံစားမှုတယ်အခုကျွန်တော်ပြောတာအခုလာမဲ့ရွေးကောက်ပဲပြီးရင်တက်လာမဲ့အစိုးရတန်ခါကြီးအစိုးရတက်လာပြီဆိုရင်မလုပ်နဲ့ဆိုတော့ခင်ဗျားတို့ဟဲ့လားတပုန်ကြီးခင်ဗျားတို့စောစောစီစီငင်းကြီးယူယူထားမယူလို့ကတော့အမုန်းတိတ်မှာနော်ကျွန်တော်က PDF တွေပါနှစ်ပဲတစ်ပြားဟိုငကားလို့လို့ဟိုပါဟိုဟိုပါလေအန်ဂဲလို့ပါလို့အဲ့ဒီကောင်လို့တီကောင်လို့အဲ့ဒီကောင်တွေမပြောဘူးနော်အဘာပြောဘူးညအေအေရအစနော်အေအေ MNDA ကိုကကိုကတို့ကကုန်းကြမ်းလောက်ကင်ချစ်ဆွေတော့တော်ပြီလေငကူနေရအဲ့ဘာသိန်းဒီကိုခိုင်နေလာလုံနေတဲ့ငါတို့အမုံကြိတ်ရင်မင်းဆရာကြီးကိုသွားမေးလိုက် YouTube SA ကိုငါတို့ဘလို့ကြိတ်လဲဆိုတော့အခုတက်မတော်ကြီးကအင်းအားတောင့်တင်းလာပြီဆိုရင်အမုံကြိတ်မှာနော်ရွေးကောက်ပွဲပြီးရင်အမုံကြိတ်မှာခုလေရမင်းတို့တေချာလေးငင်းချိုင်းယူထားလိုက်အဲ့ဒါလေးကိုတတိလာပြီးတာ ငါတို့ဘလို့အမုန်းတိတ်ထားလဲဆိုတာကို YouTube SS တိငါတို့အတက်ရွယ်ကတိတာမင်းဟိုနှစ်ပဲတပြားဟိုမင်းကြဟိုဘလက်တိုက်ကလို့တော့အဲ့ငါစောက်ဘောတွေကဘာမှမသိဘူးတို့နော်သူတို့ကတော့သူ့ဘဝသူဟုတ်နေအခုကျွန်တော်ကြည့်ရင်တို့ကျွန်တော်မြင်ပြတော့အယူတယောက်ကိုကြည့်ရတယ်လို့ပဲဟုတ်တကယ်သူတို့သူတို့စိတ်ထဲမှာထင်းနေတာဒီနိုင်ငံကိုသူတို့ပဲပိုင်တယ်သူတို့တာလင်အုတ်ထုတ်တူလူတန်းစားသူတို့အုတ်ထုတ်ကမှဒီနိုင်ငံဖြစ်မှာ ူများအောက်ချုပ်လို့မရဘူးအဲ့လိုမျိုးသူတို့တတမလဲတွတ်ထားတာအဲ့တော့အခု AO တူကျင်းတယ်နော်လက်ရှိရခိုင်မှာရှိတဲ့ရခိုင်လူမျိုးတရာကိုတွားမေးကြည့်ပါမင်းတို့ရဲ့အောက်ချုပ်သူအဖွဲ့အစည်းတည်လက်ရှိမင်းအောင်နိုင်ခေါင်းဆောင်နဲ့စစ်တပ်လား AA လားလို့ကဲကရင်မင်းရောလာပါကရင်ပြည်သူအရောက်တရာကိုတွားမေးကြည့်ပါ မင်းတို့ကရင်ပြည်နယ်ကိုအုပ်ချုပ်ကမဲ့မင်းတို့ရဲ့ခေါင်းဆောင်တီမင်းအောင်လှိုင်ခေါင်းဆောင်နဲ့စစ်တက်လားလက်ရှိမင်းတို့ကရင်လက်နက်ကိုင်ဖွဲ့နေလားထိုနည်းသူပဲမွန်လာကြည့်ပါမွန်ပြည်သူတွေမေးကြည့်ပါ လူတရာအောင်လိုက်နေအဖြေဘယ်လောက်ရအဲ့တော့ခမားတို့ဘက်ကကြည့်လို့ရှိရင်လက်ဝါးလीဗျဒါပေမဲ့ဒီဘက်ကကြည့်ရင်ပါတယ်လက်ဖမိုး ငါလက်ဝါးပဲဆိုပြီးတော့တတ်မှတ်တဲ့ငါဒါလီအုတ်ချုပ်တူငါအုတ်ချုပ်တာကိုခံရတယ်ငါတို့ကအုတ်ချုပ်တာမင်းတို့ခံဆိုတဲ့လောက်ရမျိုးอ่ะဒါအင်မတန်ပညာမဲ့တဲ့အတိမဲ့တဲ့မိုက်မဲ့တဲ့လောက်ရပဲအာနာယူတဲ့လောက်ရပဲကဲဒါတော့ကိုစီ30ချက်ဗီဒီယိုဖိုင်ဖြစ်ပါရနော်ပြောထားတော့ရှေ့ကြီးပေါ့နော်ဒါပေမဲ့ဒီမှာဆိုရင်တော့ဒီကောင်းလေးပြောတဲ့စကားတွေထမှာဆိုရင်သိချာတယ်အာနာယူပြီးမှပြောတယ်ဆိုတာသိချာတယ်ပေါ့နော်စကားတွေဒီမှာ ြောလိုက်တယ်ဆိုရင်အာသူတို့မှသူတို့မလို့ရင်မရတော့မဲ့ပုံစံသူတို့ကပဲချမဲ့ပုံစံပဲเนาะတကယ်ဆိုရင်တိုင်ငံလုံးမှာအခြေခံနေတဲ့သူတို့เนาะစစ်မှုထမ်းဥပဒေနဲ့သူများသားသမီးတွေကိုဒါအတင်းဆွတ်ဖက်ပြီးတော့သူတို့ပေါ့เนาะမျိုးပြန်ပြီးတော့စစ်မတိုက်ဘူးဆိုရင်တော့အခုတော်လိုင်းရေးပြီးသွားကြာရေပေါ့เนาะအဲ့တော့အခုချိန်မှာဆိုရင်တကယ်ပဲပေါ့เนาะသူများသားသမီးကိုမညာမတာမစာမနာပေါ့เนาะအဲ့လိုတေခံခိုင်းနေတဲ့အတွက်အခုချိန်မှာဆိုရင်ချင်းချင်းတွေကချနေရတဲ့အတွက်ပေါ့เนาะဒီအစီအမပြေမှုတွေကြောင့် တွန်လိုင်းရကြန့်ကြန်နေတာဖြစ်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးကောင်းနေရဲ့အတကြောင့်ကျွန်တော်တို့တိုင်းပြည်လည်းပြတ်တလောက်ဖြစ်နေပြီလူငယ်လည်းကုန်တလောက်ဖြစ်နေပါတယ်နော်အဲ့တော့ဒီလိုမျိုးဟိုဉာဏ်ပညာမရှိတိုင်းပြည်အတွက်လည်းအကျိုးမရှိတဲ့ဒီဘောမအကြီးစားတွေပေါ့နော်အမြဲတမ်းမျိုးစားဖြစ်သွားလေကောင်းနေပါပဲနော်โอเคนี่แหละบันตะเพ็ดตะดิ้นပြီးတော့ဒီလောက်ပါပဲအစားဆုံးကြည့်ပြီးကြာပြီးမှပြီးသူရောက်စတဲ့သူပဲချင်းစစ်တင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာညကြပါမယ်နောက်ထပ်သတင်းတွေပြန်ပြီးတွေ့ကြမယ်နော်